အာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကကြတော့ဒီဟိုကျွန်တော်တို့ပြီးခဲ့တဲ့ဒီ mega drop တုန်းကလေကျွန်တော်တို့ Canada ဝန်မှာအာကျွန်တော် deposit အဲတွင်ထားတဲ့ BNB ပေါ့နော် deposit တွင်ထားတဲ့ BNB ကိုကျွန်တော် withdraw ဟောလုပ်ဖို့ဆိုပြီးတော့ video လေးမတင်ပေးတာရှိတယ်ဗျအဲ withdraw မလုပ်တတ်တဲ့သူတွေရှိနေတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ withdraw လေးလုပ်ပြပေးထားတယ်ဗျအဲ့တော့အရင်ဆုံး Binance wallet ထဲကိုသွားလိုက်ပေါ့နော် Binance wallet ထဲကိုကျွန်တော်တို့ကရောက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာ ကျွန်တော်တို့က โอเค Binance Wallet ထဲကိုတစ်ချက်ဝင်လိုက်မယ်အဲပြီးလို့ရှင် item မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ကဒီမှာ D app ဆိုတဲ့တဲ့ကိုဝင်လိုက်ဝင်ပေးပါဗောနော် D app D D A P P S D app ထဲကိုဝင်ပေးရမယ်โอเคအဲ့တော့ကျွန်တော်တို့က D app ထဲကိုရောက်ပြီဆိုတာ ਨੇ ကိုစစ်လောက်ထားတယ်ကျွန်တော်တို့က PMB ကိုကျွန်တော်တို့ကပြန်ပြန်ပြီးတော့ withdraw ပြန်လုပ်ပါမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာဆိုလို့ရှိရင်အဲအဲ့ဒါလောက်တုံးကကျွန်တော်တို့ app ဒီ app လေးတုံးလိုက်တယ်ပေါ့နော်အဲ့ဒီ app တဲမှာကျွန်တော်တို့ကဘာလို့တုံးလဲဆိုတော့ Canada World ပေါ့လေအဲကျွန်တော်တို့ဟိုဒီ PMB 0. အာ0.01 deposit တွင်းရတယ်ဗျာ အဲအဲ့ဟာဒီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ withdraw ဘယ်လိုပြန်ထုတ်အောင်လဲဆိုတော့ကျွန်တော်ပြပြပေးထားအောင်။အဲ့တော့ဒီအဲ့တော့ withdraw ထုတ်ခြင်းလဲဆိုရင်ကျွန်တော်ကဘာလိုမလဲဆိုတော့ BNB ရောလိုလေဗျ။ဘာလို့ဆိုတော့ gas fee တို့ BNB တို့လေ။အဲ့ BNB မရှိရင်ကျွန်တော်က gas fee အာကအာ gas fee မရှိလို့ရှိရင်ကျွန်တော် BNB က withdraw ထုတ်လို့မရဘူးဗျ။ဟုတ်ပြီနော်။အဲ့တော့အခုဆိုရင် BNB ဈေးရတယ်ကျွန်တော်တို့တက်နေတာဖြစ်တဲ့အကြောင်း အောင်ဟိုပြန်ပြီးတော့ဟိုထုတ်ထားရင်ကျွန်တော်တို့တခြား trading မှာပြန်သုံးလို့ရပါဘူးเนาะအဲ့တော့ကာနေဒါကို add တယ်ဝင်လိုက်ပါကာနေဒါကို add တယ်ဝင်လိုက်ပြီဆိုလို့ရှိရင်အဲ့တုန်းကကျွန်တော်တို့ဒီမှာကနေဒါကိုတောက်ကုန်းနဲ့ဝင်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော် wallet ရှိမယ်ဟုတ်ပြီနော်အဲ့တော့ wallet ရှိမယ်အဲ့ထဲမှာကျွန်တော်တို့အဲ့တုန်းကဘာနဲ့ deposit လုပ်ခဲ့ရလဲပေါ့နော်ဒီမှာရှိမယ်ပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ကအဲ့တုန်းက BNB နဲ့ကျွန်တော် deposit လုပ်ခဲ့ရဖြစ်တဲ့ကြောင့် BNB ကိုကျွန်တော်တို့ကရွှေ့လိုက်မယ်

အာ BNB ကြီးကလက်ရှိ6.6ချက်ဖြစ်သွားတယ်ပေါ့နော်။အော် loss ကြီးက BTC ကလိုက်တက်နေတော့ BNB ကလည်းတက်ပြန်တက်နေတာပေါ့နော်။အဲ့တော့ပြန်ထုတ်ထားလိုက်ရင်တော့မဖြစ်တာပေါ့နော်။အဲ့တော့ဒီမှာ gas fee ရှိရပေါ့နော်။ဒီမှာတစ်ခါ gas fee ပေးရမယ်0.0005 BNB ပေးရမယ်ပေါ့နော်။အာ swap chain လောက်အောင်ပေါ့နော်။အဲ့ swap chain ကိုတစ်ချက်နှိပ်လိုက်မယ်။ โอเคပြီးတော့ဒီမှာ gas fee ကထပ်ပြီးတော့ဒီမှာ withdraw ထုတ်လို့ရှိရင် gas fee ကဘာလောက်ပြဲ0.0001 BNB ပြရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအဲမှာဒေါ်လာနဲ့တွက်ရင်0.01ဆိုလို့ရှိရင်6ဒေါ်လာကျော်ကျော်လောက်ရှိမှာပေါ့เนาะပြန်ထုတ်လို့ရှိရင်โอเคအဲ့တော့ကျွန်တော် withdraw ကိုတစ်ချက်နေရမယ်ပေါ့เนาะโอเค ဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာ gas fee ဟုတ်ပြီနော်ဒါ number fee ပေါ့ဒါကကြတော့ number fee ဖြစ်သွားတော့ပေါ့နော် okay bmb chain ပေါ်ကဒီ bmb chain ပေါ်သွားတာဖြစ်ကြောင့် bmb chain number fee ပေးရတာပေါ့နော်0.002397 estimate ပေါ့နော် number fee ဆိုကျွန်တော်တို့ကပေးရမှာပေါ့နော် wallet one နေရာဖြတ်သွားမှာ okay အဲ့ဆိုရင်ကျွန်တော် confirm လုပ်လိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အဲ့ဒီ bmb ပမာဏကိုယ့်ရဲ့ဒီ binance wallet ထဲမှာမရှိဘူးဆိုလို့ရှိရင်ဒီမှာ insufficient လို့ပြနေတယ်ဗျာ in subscription လို့ပြနိုင်မယ်ဆိုလို့ရှိရင်တော့ဒီမှာထုတ်လို့ပြအောင်ပေါ့။အဲ့ကြရင်တော့ exchange ရမှာကျွန်တော်ဒေါ်လာဘူးလောက် BNB ဒေါ်လာဘူးလောက်သွားပြီးတော့ convert လုပ်လိုက်ပေါ့ဗျာ။ convert လုပ်ပြီးတော့ resi ကနေမှာဒီ binance wallet ကနေ resi ကိုနှိပ်နှိပ်ပြီးတော့မှာ exchange ရအဲ့ကျွန်တော်တို့1ဒေါ်လာဘူး BNB လဲထားတဲ့ဟာကိုဟိုပြန်ပြီးတော့ယူယူပြီးတော့မှာဒီမှာပြန်ပြီး withdraw ပြန်ထုတ်ပေါ့နော်။ဒါကကြတော့ဒီ satellite အဲ့တွင်မှာကျွန်တော်တို့ deposit သွင်းထားလိုက်တဲ့ဟိုအဲ့ဒီ TG ကဟာဒီ deposit သွင်းထားလိုက်တဲ့ဟာတွေကို ျွန်တော်က withdraw ဘယ်လိုပြန်ထုတ်လဲဆိုတဲ့ပုံစံလေးပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်က confirm နှိပ်လိုက်ပါပေါ့နော် confirm ဆိုတော့တချက်နှိပ်လိုက်ပါပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော် face id ခေါ်မယ်ခေါ်ပြီးရင်ကျွန်တော် transition submitted ဖြစ်သွားပြီဟုတ်ပြီနော် token withdraw ဖြစ်သွားပြီအဲ့တော့ okay ဒီမှာကျွန်တော်ချင်း receipt 0.01 bnb ကကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့ binance wallet ရှင်ကိုကျွန်တော်တို့ကပြန်ပြီးတော့ရောက်သွားပြီပေါ့နော် okay ကျွန်တော်တို့ဒီမှာ access တယ်မှာဆိုလို့ရှိရင် ီမှာကျွန်တော်0.01 BNB 6ဒေါ်လာကျော်ကျွန်တော်ပြန်ရောက်လာပြီပေါ့နော်โอเคအဲ့ဒါလေးကကျွန်တော်တို့ဒီ deposit တွင်ထားတဲ့ BNB ကိုကျွန်တော်ပြန်ပြီးတော့ထုတ်တယ်အဲဟိုဟို knowledge sharing လုပ်ပြီးတာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးလည်း subscribe လုပ်ပေးကြပါဦးဗျာ